အားလုံးပဲမင်္ဂလာပါတာလီစွာပါအဲကျွန်တော်တို့အတင်းကတော့ကျွန်တော်နောင်နောင်နဲ့အဲညီမပန်းကြီးဖြစ်ပါတယ်ရှင်ဒီ level 3မှာကျွန်တော်တို့အဲမင်းနိုင်ပြီးတော့ကျွန်တော်တို့ပြိုင်ဘက်ဖြစ်တဲ့မင်းသက်ရဲ့ကျွန်တော်တို့အာညီမလေးစံနမူရဲ့သူတို့အဖွဲ့နဲ့ကျွန်တော်တို့ရှင်ပြန်ရမှာဖြစ်ပါတယ် ပိန်းနေနေကြတော့ဗောနော်ဒီပိန်းကိုဒီအတွဲရကြတော့အာသာချက်လို့ဟိုထင်တာဗောနော်ဘာလို့ဆိုကိုရခိုင်အချင်းချင်းလည်းဖြစ်တယ်ဟိုဘာလို့ဆိုပုတ်ပွင့်လည်းပြောလိုက်လို့ရတယ်ပြီးတော့ကိုနောင်နဲ့ဆိုအရင်ကလည်းပိန်းနေအမိတ်ဆွေဆိုတော့ဟုတ်ကဲ့ပါကျွန်တော်တို့ဒီအခုလက်ရှိကျွန်တော်နဲ့ပြိုင်မဲ့ပြိုင်မဲ့ဒီပြိုင်ပြိုင်ဘက်ပေါ့နော်ပြိုင်ဘက်အဖွဲ့ကဆိုလို့ရှိရင်လည်းတကယ့်ကိုသူတို့ကအဆူကောင်းတယ်အဲကိုညီမလေးရောညီလေးရောတကယ့်ကိုကောင်းကြတဲ့ သူတွေပါအဲ့ဒီတဲမှာမှသူတို့ကဒီပြိသက်တွေအပင်းမှုကလည်းတထုတ်ကို ကောင်းတဲ့အထဲမှာပါရင်နော်ဆိုတော့အတိုင်းတွေကလည်းတကယ်ချီးကျူးထားတဲ့လူတွေဖြစ်ပါတယ်အဲ့ဒါကြောင့်နည်းနည်းတော့တော့ကျွန်တော်တို့လည်းသူတို့ကိုဒါ short တယ်လို့မရဘူးပေါ့နော်ကျွန်တော်တို့အနေနဲ့လည်းအကောင်းဆုံးသူတို့ထက်တအောင်အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်တို့ကြိုးစားသွားပါမယ်လို့ဒီနေရာလေးကပြောချင်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျာ ျွန်တော်နာမည်အောင်မင်းတက်ဖြစ်ပါတယ်ခင်ဗျာကျွန်မနာမည်အောင်ဆန္ဒမိုးဖြစ်ပါတယ်ဘင်းတချင်းတိုက်တဲ့ခံမှာတော့ကျွန်တော်တို့ကနည်းနည်းပေါ့နော်ကီးရပေါ့မိန်ကလေးကီးနဲ့ယောက်ျားလေးကီးဆိုတော့ဒီတချင်းကလည်းဂျူးဝက်ဆောင်မဟုတ်တော့တော်တော်လေးတော့ညှိရတယ်ပေါ့နော်အခုအစင်းနာအောင်တခြားညှိပြီးတော့အစင်းတော့ပြီးသွားပါတယ်ဟုတ်တယ်အဲ့ပြိုင်ဘက်ကိုတီးလိုက်တဲ့အချိန်မှာစိုးရိမ်စိတ်ကတော့မရှိသလောက်လေးရောရှိရတော့ဒါမဲ့ သူလည်းအကောင်းဆုံးကြိုးစားမယ်ငါတို့လည်းအကောင်းဆုံးကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ပဲဆက်ပြီးတော့စဉ်းစားလိုက်ရတယ်ဟုတ်တဖက်ပြိုင်ပြိုင်ဘက်တွေရဲ့အာအားနေချက်တွေပြောလိုက်နော်အဲ့သူတို့နှစ်ယောက်ပေါင်းလိုက်လို့ရှိရင်ဟိုအတန်က W လို့တမလို့တစုတည်းမထွက်လာဘဲနဲ့နည်းနည်းကွဲထွက်သွားမယ်လို့အဲ့လိုမျိုးပေါ့နည်းနည်းစိုးရိမ်ပြီးအဲနေအောင်သူတို့နေအောင်လောကကြာကျွန်တော်တို့ထက်ဟိုပါပေါ့နော်ဒီသူတို့လှုပ်လာတဲ့နုပညာမှာအဲသူဝါရင်ရင်ပဲပေါ့နော် အဲ့ဒီအဲ့ဒီအချက်ကကြတော့ကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့တို့ကအနိုင်ယူပါအဲ့လိုမျိုး ပုံစံတော့ကျွန်တော်တို့တော့တို့ရဲ့အားသာချက်လို့ထင်ပါတယ်နည်းနည်းဝါရင်းနေပေါ့နော်တို့ရဲ့ဟုတ်ပြီကျွန်တော်ကတော့ပရိသတ်တွေပြောချင်းလဲဆိုတော့ကျွန်တော်တို့ကကြတော့ပေါ့နော်ဒါ team နဲ့ပြိုင်ရဆိုတော့တစ်ဖက်ကလုံးဝပြုတ်သွားပါပြီပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ကတော့နှစ်ဖက်လုံးကတော့အကောင်းဆုံးစူးစမ်းကြပါပြီပေါ့နော်နှစ်ဖက်လုံးစူးစမ်းတာကိုအားပေးကြပါအဲအဓိကတော့ကျွန်တော်တို့လည်းအကောင်းဆုံးစူးစမ်းပြီးတော့လုံးဝ အဲပြည်သက်တည်းရဲ့ရင်းနှင်းကိုရောက်အောင်ကျွန်တော်တို့အများကြီးတည်ဆောက်มาဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ခင်ဗျာ